ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမအဲလိကအမေအတွက်မေးတာပါဆရာကြီးဟုတ်ပြီအမေနာမည်ကဒေါ်တင်အေးပါဘယ်မြို့လဲသမီး69မကွေးပါဆရာကြီးမကွေးပူတဲ့ဒေသနော်ဟုတ်ပြီဟာတောင်သူတဲ့အရင်ကတဲ့အလုံးတောင်သူလောက်ခဲ့တယ်ပေါ့နော်အခုမလောက်တာလဲဟာမလောက်တာ10နှစ်တော့ရှိပါပြီရှိသွားပြီဟုတ်ပြီပင်မနဲ့တောင်သူလောက်ကဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်တဲ့အမေကတဲ့ဝန်တာအချုပ်ပါတယ်တဲ့ ုတ်ပြီစဲစားလဲတဲ့တိတ်မသွားပါဘူးတဲ့ဟုတ်ပြီကြံခဲ့တယ်တဲ့နှစ်နှစ်လောက်ကစပြီးတဲ့လေပင်မှာအစာနင်းတယ်လို့တစ်ဆုတ်ဆုတ်ခံစားလာရပါတယ်တဲ့အဲ့ဒါသမီးဝင်းချုပ်လေချုပ်စီးချုပ်သွေးချုပ်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးအမျိုးသမီးကြီးဆိုတော့လေ၄ခုပြောမှပြည့်စုံပါဘူးဟုတ်ကဲ့စီးရဲ့ဝင်းရဲ့လေရဲ့သွေးရဲ့ချုပ်ပြီးဆိုရင် ချုပ်ရဲ့အပုပ်ဆန္ဒပဲသမီးဟုတ်ကဲ့ဆရာကြီးအပုပ်ဆန္ဒမှန်သမီးအောက်ကိုမလှည့်ဘူး အပေါ်ပဲတက်ဘုဆန်သမီးအပေါ်တက်တာပဲဟုတ်ကဲ့ဆရာအပေါ်တက်တော့အပေါ်ပေါ်မှာလည်းပဲတချို့ကနှာခေါင်းကအားနဲ့နှာခေါင်းကဆိုးတယ်ချို့မျက်လုံးအားနဲ့တော့မျက်လုံးဆိုးတယ်ချို့ကနားဝင်ဆိုးနားမှဆိုးတယ်ဒါမှမဟုတ်အဲ့ဒီအထက်စန္ဒာတွေကိုမဆိုင်ရလေအောင်မဆောင်းအောင်အဲ့ဒီအပူတွေကိုလျှော့ပါလို့နော်လျှော့တယ်ဆိုဘာလို့အောင်မလဲလို့ပြင်အပူတွေရက်ပြီးတော့ဘာတွေကိုမှီဝဲရမလဲအေးတွေကိုမှီဝဲအေးဓာတ်တွေမှီဝဲပါ နော်ပြောနေကြပဲလို့ထက်ထက်ပြောရတယ်သိလားသမီးရေအေးချိုးမလားရေနွေးချိုးမလားရေအေးပဲချိုးမှာရေချိုးမယ်သိအေးတယ်လို့ဆိုလို့ရှိရင်ရှားသီးလို့သိအေးလို့အတယ်လဲကြည့်ရဆင်ဆရာအကြံပေးတယ်ရေလေးနေလှမ်းချိုးစမ်းပါဟုတ်ကဲ့ဆရာခုနိုင်လောက်လှမ်းတာဟုတ်ကဲ့ဆယ်နိုင်ခေါ်လို့ကြချိုးဟုတ်ကဲ့ကိုဘူးကျင်းနဲ့မျှအောင်လေးပဲအဲ့ဒါဘာမှအန္တရာယ်မရှိပါဘူးအဲ့လိုချိုးပါချိုးပြီးလို့ရှိရင်လည်းပဲရှိခါကဆယ်လို့စစ်စကူကစားနော် နတ်သဖြူတို့တောင်တန်ကြီးတို့တောင်တန်ဂရုတို့လိမ့်ကြတယ်။ဆရာကိုယ်တိုင်ဆရာရှစ်တန်းကျောင်းသားဘွားလောက်မှာဆရာအငယ်ဆုံးသားလေးတာသိမ့်မယ်ပါ။အမေရေချိုးပြီးဆိုဆရာပြေးပြီးတော့ဘာတပ်တွေးပြန်ဆိုရင်ရှေ့တော့တောင်တန်ကြီးတောင်တန်ဂရုတွေ့ရတယ်။ဟုတ်ကဲ့ဆရာ။နောက်ပိုင်းကျတော့အဲ့ဒီလိမ့်တို့မကောင်းမှန်းသိလာတဲ့ခါကျတော့ဘာလေးရဆိုကရမက်လေးရ။ဟုတ်ကဲ့ပါဆရာ။ကရမက်ကိုတွေးပြရတယ်။ဟုတ်ကဲ့ဆရာ။ကရမက်ကိုတွေးပြီးပြီးရင်ကြောက်ပြင်ပေါ်မှာအမေရပြီးတယ်။ရှေ့တော့နောက်ငယ်လေးလို့ထားပါဘော။ ကရမလီကျောက်ပြင်းနှက်ခါမှာသွားစုတယ်အဲ့တော့ကရမတူဇက်ဆိုဖယ်လိုက်လို့ရှိရင်ကရမတူနဲ့ဘာဖြစ်လဲကရမဲအစီလေးတန်နေတယ်ဟုတ်ကဲ့ဆရာဆရာမျက်စိတည်းမထွက်ဘူးအမေကရေကျုံးကထွက်လာပြီဆိုတော့တနခါလိမ့်ကမသွားသေးဘူးအဆရာတွေးလာတဲ့ကရမဲလိုလာပြီးတော့လက်နဲ့ကော်ပြီးတကောရက်လိုက်တာပဲဟုတ်ကဲ့ဆရာနော်ရက်ပြီးနေတာအဲ့ဒါဆရာတို့အမေကလေအသက်90နှစ်တိောင်ကျန်းကျန်းမာမာ နေသွားနိုင်တယ်ဟုတ်ကဲ့ပါဆရာနော် နောက်ပြီးတော့အမေရဲ့ထူကြချက်ကအမြဲတမ်းအဲ့ဒီတဏ္ဍာနဲ့ကရမက်ကိုနေ့တဏ္ဍာညကရမက်နေ့တဏ္ဍာညကရမက်လိမ့်နေရှိတယ်။အဲ့ဒါလေးဟာအကုန်ကြမများပဲနဲ့ကျမ်းမာရေးမှာအမျိုးသမီးတွေကျမ်းမာရေးမှာအစုံလဲရတယ်လှလဲလှတယ်။နော်သူများတက္ကနာမှာနိနိကကနေလည်းကိုယ့်ရဲ့ကိုယ်နဲ့မပြင်းထန်ဘူး။ဒါလေးကိုမမှန်သုံးဆောင်ခြင်းအဖြစ်သုံးဆွဲကြခြင်းအဖြစ် ကြံလဲကြံပါမယ်လှလဲလှမယ်အသက်လဲရှိမယ်ပဲလို့ပြောချင်ပါတယ်ဗျာဆရာကြီးသူထက်ရေးထားတာလေအခုတလောတဲ့ဝမ်းသွားရင်တဲ့တွေးပါလာတယ်လို့ပြောပါတယ်တဲ့ဟုတ်ပြီအတွင်းလိတ်လို့လည်းပြောပါတယ်တဲ့ဟုတ်ပြီအမေကတဲ့ကွန်လဲစားပါတယ်တဲ့ဟုတ်ပြီစေကန်းကတဲ့ကွန်ဖြတ်ရမယ်ပြောလို့တဲ့ဖြတ်တာတော့တဲ့နှစ်လရှိပါပြီတဲ့အဲ့ဒါဆရာလဲအဲ့ဒီစကားလုံးကိုဆက်လက်ပြီးထောက်ခံပါတယ်ဟုတ်ကဲ့ပါဆရာကြီးနော်ကွန်ဖြတ်ပါ ဲ့တော့အမေပေါ့နော်ဝမ်တာအားချုပ်တယ်ခုနကအတွင်းလိတ်ပေါ့နော်အဲ့ဒီအတွဲတဲ့ပျောက်ကင်းအောင်လမ်းညွှန်ပေးပါရှင်ဟုတ်ပြီအဲ့ဒါကတော့အတူချုပ်ပြောလို့ရှိရင်လေဟုတ်ကဲ့ဆရာရေုပ်သီးမစားရဲအဲ့ဒါတဝက်သက်တာသွားလိမ့်မယ်ဟာဟုတ်ကဲ့အဲ့တော့အိမ်မှာဖြစ်နိုင်ရင်ပေါ့ဖြစ်နိုင်ရင်နော်တကယ်ကျမ်းမာယူတမိုးထားတဲ့ဆိုရင်ငရုတ်စုံနဲ့ငရုတ်ချိုးရေးစေးဟုတ်ကဲ့ကြီးစိမှောက်ပြီးတိမ့်တာထားလိုက်တော့ဟုတ်ကဲ့ပါဆရာနော်တိမ့်ထားတော့ဘယ်လိုလုပ်မလဲဟုတ်ကဲ့ငရုတ်တိအလွတ်စားပေါ့ နော်နှစ်မျိုးရှိတယ်လေဟုတ်ကဲ့ဆရာဆေးရဲ့ဆေးကနှကန်းထိုင်ငယ်မှုတယ်လေဟုတ်ကဲ့ဆရာမကူလမ်းမှာလည်းထိုင်မှုတယ်ဟိုတိူတက်မှာလည်းထိုင်မှုတယ်မကူလမ်းမှာရှိတဲ့အားလုံးကဘာတွေစားလဲဆိုရင်မြေုပ်သီးစားမြေုပ်သီးစားတယ်အ ਨੇ ဆုံးသူကဘာပါလဲဆိုရင်သိက်ကောင်းတဲ့မဆလာဟုတ်ကဲ့ဆရာသိက်ကောင်းတဲ့မဆလာကိုယ်တိုင်ကျိတ်ပြီးတော့ထောင်းလာတော့မဆလာမှွေးလဲမှွေးတယ်ဘာလဲဖြစ်လဲပူလဲပူလဲပူဆက်တယ်နော်တိူတက်မှာသွားပြီးတော့သမီးတိူခောက်ဆွဲကြော် စီချက်ဝယ်လို့ကျွန်တော်ငရုတ်သီးလေးနည်းနည်းထည့်ပေးပါဗျာလို့ပြောရင်ဟိုကပြောမှာပါပဲငရုတ်သီးတော့မှမရှိဘူးလို့ပြောမယ်မစားဘူးနော်အဲ့ဒါဆရာတို့တွေကအဲ့ဒီငရုတ်သီးစားတဲ့အခါမှာတိုးနဲ့တူလားခုနကလားနေတူလားကလားနေတူရဆရာဟုတ်တယ်တွေ့ရခွေးနေကြတော့ဆရာတို့အဲ့ဒါအကျင့်ပါပါလားငရုတ်သီးရနော်အိမ်တိုင်းမှာစောင်းထားတယ်သူ့အများဆိုရင်ဆရာမိတ်ဆွေကြောက်များဆိုရင် ယူငွေယူဒီစားလို့မရဘူးတဲ့ဟုတ်ဘာငွေယူဒီမှာစားလို့ရတယ်ကလောကလောဩတဲ့ကဲတော့ဆိုကျင်းလာလောက်ပေါ့နော်ဟုတ်ကဲ့ပါဆရာကြီးအားလုံးပဲအစာဝအနာကင်းဖရာရှင်ကြပါစေဗျာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်